ကဲအားလုံးပဲမင်္ဂလာပါဗျအားလုံးပဲမင်္ဂလာပါမင်္ဂလာပါလက်ချမစကိုဒီမားရီအားလုံးပဲဝင်လာခဲ့ပြီအနီးကလိုက်ကလေးနော်ဒါကိုဒီမားရီဗရိတ်ချုပ်ပြီးထိုးရမှာမင်းကမနက်ကောညအောင်ပေါက်တယ်နော်ကိုဒီမားရီကိုဒီမားရီမင်းကမနက်ကောညအောင်ပေါက်တယ်နော်နော်ကိုဒီမားရီမနက်ကောညအောင်ပေါက်တယ်ဒါပေမဲ့ ကိုဒီမားကြီးထိုးအားနေပါရယ်ဗောနော်အမနေ့ကနော်မနေ့ကမနက်ပိုင်းမှာလဲကျွန်တော်ပေးတာတုံညာပရိတ်ခွန်ပရိတ်တုံညာပရိတ်ခွန်ပရိတ်ကိုမနက်ပိုင်းမှာ30ခွန်ဆိုပြီးတက်ညနေပိုင်းမှာလဲဒါပဲထိုးဆိုပြီးတော့10ရက်တနင်္လာညနေ4နာရီခွဲ6 9လေးပရိတ်ကျတော့6 6ပြိတ်ကိုကျွန်တော်တို့2ခွန်တို့ခွန်9တို့60တို့နောက်တစ်ပါဒူမိန်နဲ့မှာတော့ပါတယ်ညနေပိုင်း68မနက်ကောညောင်ကိုဒီမှာဒီမနက်ကပေါ့မယ်လို့ထင်တယ်နော် မနေ့ကမနက်ကောညာအောင်ကဲဒီနေ့ပောက်ချင်ပါလေရချင်ပါလေဆိုတဲ့အကိုဒီမတွေဝင်လာခဲ့ကဲဒီနေ့လည်းဘာလုပ်မလဲဆိုတော့ကျွန်တော်တို့ဒီနေ့လည်းဘာလုပ်မလဲဆိုတော့ပရိနဲ့အပိုင်ချပရိပ္ပာဒီနေ့လည်းပါလဲဆိုတော့ပရိပ္ပာ ပရိနေဆောဒီလေပရိနေဆောမဲကဲအားလုံးပဲဝင်လာခဲ့ပြီကိုကျော်ကြီး channel ရအမျိုးတွေရောမျိုးရစာမင်္ဂလာပါမနေ့ကမနက်ကောညောင်ဘသူတွေပေါက်လဲကိုရီမားတွေမနေ့ကမနက်ကောညောင်ပါတော့မနက်ပိုင်းလဲဩကွက်ညနေပိုင်းကဒူမင်းနော်မနက်ကောညောင်ဩကွက်ပါတာမနက်ပိုင်းမှာ30ခွန်တက်ညနေပိုင်းမှာကကျွန်တော်တို့ 68ကိုတက်အကဲအားလုံးပဲဝင်လာခဲ့ကြပြီအနီးကလိုက်အနီးကလိုက်ဗလိနဲ့ချုပ်ပြီးထိုးရမယ်အနီးကလိုက်အားလုံးပဲကုန်ဝင်လာခဲ့ပြီတရှဲဘုံရှဲအားလေးနဲ့ကူညီပြီရှဲဘုံရှဲအားလေးနဲ့ကူညီပြီလိုက်လာမလေးတင်နေပြီ thì áo lông mới nguyên la kia vì cô chờ gì để hai mà ok ba cái bờ đây lái lên đi chặt đoan mà cho nó được cho nó bờ đây lái lên đi chặt đoan ုံးတောက်လေးမငြိမ်းဘူးဗျာเนาะကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဖုန်းနှလုံးတပြိုင်တည်းလွှင့်တဲ့ခါကျတော့ဖုန်းနှလုံးသလုံးချိန်နေရနှလုံးသလုံးကိုဒီမတွေတစ်ခါလဲမြင်အောင်ကဲဖုန်းနှလုံးသလုံးတပြိုင်တည်းမြင်ရပြီလို့ထင်ပါတယ်ဗျာနော်ဖုန်းနှလုံးသလုံးမြင်အောင်ကိုဒီမတွေတော့တပြိုင်တည်းချိန်ပြီးလှုပ်လှုပ်ရတယ်ကျွန်တော်နှစ်ကောက်ကိုတပြိုင်တည်းတင်တယ်ကဲဗရိတ်လိုင်းကိုအရင်ပြမယ်ကိုဒီမတွေကဲဗရိတ်လိုင်းကြည့်မယ်ကျွန်တော်တို့ ဲအားလုံးပဲဝင်လာခဲ့ပြီကျွန်တော်ပရေလိုင်းသွားမယ်ဒီက6နဲ့ဒီက2နဲ့ဒီက6နဲ့ဒီက2နဲ့ဒီက3ညနဲ့နော်ပရေလိုင်းတစ်ခါလဲသွားမယ်ကဲမနေ့ကမနက်ကောညာတော့ဘူးမပေါ်ဘူးလားကိုဒီမားလေးမနက်ကောညာတော့ကျွန်တော်ပြေးတော့ဩကွက်တည်းကြီးပဲနော် ။အောက်ကတော့မနက်ကောညောင်းပါ။ကြက်ဖြွာလေးတစ်လောင်း share ပေးပရိပိုင်းနဲ့ကျွန်တော်အနီးကလိုက်နော်။အနီးကလိုက်နော်အနီးကလိုက်ဆိုရင်အနီးကလိုက်နော်ဒါအနီးကအနီးကထိုးဖို့အတွက်တင်ပေးတာ ။အားလုံးပဲပေါက်ချင်တယ်ရချင်တယ်ဆိုအကုန်ဝင်လာခဲ့မနေ့ကမနက်ကောညအောင်မပေါ်ဘူးလား။မနက်ပိုင်းမှလည်းကျွန်တော်၃ညပရိတ်ခွန်ပရိတ်ကိုဒီမှာ30ခွန်ထက်ညနေပိုင်းမှလည်းဒါပဲထိုးဆိုပြီးကျွန်တော်ပေးခဲ့တာက၄ပရိတ်ကို68။ကဲအားလုံးပဲဝင်လာခဲ့ပြီ။ကဲလိုက်လာမှလေးတွေနှိပ်ထား viewer လေးတလောင် share ပေးထားဒီမနက်မှလည်းလုံအောင်အကုန်ပေါက်ရမယ်။အားလုံးပဲအကုန်ပေါက်ချင်တဲ့ကိုဒီမှတွေဝင်လာပြီ။ကြဲတော့ကျွန်တော်ပြမယ် ျွန်တော်ဒီမှာက2ဒီမှာက2ဒီမှာက6ဒီမှာက3ည2 6 3ည3လုံးပေါင်းချင်း8ဒီမှာက2ဒီမှာက6ဒီမှာက3ည2 6 3ည3လုံးပေါင်းချင်း8ဖြစ်လို့8ရဲ့နှစ်ခတ်ဒီ1 8ရဲ့နှစ်ခတ်ဒီ1အဲ့ဒီ1ကပါလေ break တိပရိတ်ပေါ့နော်ကျွန်တော်တို့2 6 3ည3လုံးပေါင်းချင်း10ဖြစ်လို့10ရဲ့နက္ခတ်တီတိတိပရိတ်တိပရိတ်ကိုဘာထွက်လဲဒီမှာ38ပါပရိတ်လဲတိပရိတ်ကြည့်အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ပတ်ဆက်သွားမယ် live ပဲချင်းလွှင့်လဲကိုဒီလိုအနီးကတင်ပေးတယ်ကိုကျော်ကြီးက live ပဲချင်းလွှင့်လဲဒီလိုမနက်ပိုင်းဆိုရင်ဒီလို9နာရီ9နာရီခွဲပေါ့နော်အဲ့လိုမျိုး9နာရီခွဲပေါ့9နာရီနဲ့9နာရီခွဲဝန်းကျင်မှာအနီးက live တင်ပေးပါတယ် ျွန်တော်တို့ညနေပိုင်းဆိုရင်လည်းတနအီခွဲတနအီတနအီခွဲမှာ live လွှင့်ပါတယ်ဒါကျွန်တော်ရဲ့အနီးက live အနီးကတင်ပေးတာကဲနောက်တစ်ပတ်သွားမယ်ကဲမနေ့ကမနက်ခေါင်းညောင်းတော့ Viber ကိုရီမာတွေလည်းအကုန်ပေါက်တယ်ကဲနောက်တစ်ပတ်ကြည့်အောင်နောက်တစ်ပတ်က399 3နဲ့9နဲ့ပေါက်2 2 9နဲ့ပေါက်ကျွန်တော်တို့1 399 3လုံးပေါင်းချင်း1တိဖြစ်ချင်းကြောင့်1ရဲ့နှက်ခတ်ပါလေရှစ်အဲ့ဒီရှစ်ကပါလေ ပရိတ်ခွန်တစ်ဆိုတာဘာပရိတ်လဲရှစ်ပရိတ်ဟုတ်တယ်နော်ကဲအားလုံးပဲပရိတ်ပိုင်ဒီနော်ပရိတ်ပိုင်နဲ့ချုပ်မယ်ဒီကလိုက်ကလေးပရိတ်နဲ့အပိုင်ပေါက်ချင်းနဲ့ကိုဒီမလေးအကုန်ဝင်လာခဲ့ရှိုးကိုကိုဟိုင်းပါဟုတ်ကဲ့ပါကဲလိုက်လာမလေးတွေနဲ့အားပေးမယ်ကိုဒီမတွေဖြူဟာကအရန်နေနေသေးတယ်နော်ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီမှာက2 6 3ည3လုံးပေါင်းချင်း10ဖြစ်လို့10ရဲ့နှစ်ခတ်1နဲ့10ပရိတ်ကို38 အခု399သုံးလုံးပေါင်းချင်းတစ်ဖြစ်လို့တရနှစ်ခက်ရှေးရှစ်ပြိတ်ကိုခွန်တက်ကဲရဆိုနောက်တစ်ပင်သွားမယ်အောင်ကိုမင်းဟိုင်းပါတဲ့ဟုတ်ကဲ့ပါကဲရဆိုနောက်တစ်ပင်နောက်တစ်ပင်ကဒီကရှင်းနဲ့ဒီကခွန်နဲ့ကျွန်တော်လုံးဝရအပိုင်ရထားပြီနော်လုံးဝရအပိုင်ရထားပြီကျွန်တော်ဒါခုပဒိတ်လိုင်းကိုပြလာလုံးဝရကျွန်တော်အပိုင်ရသွားပြီအပိုင်ရထားတဲ့အတွက်ဒီပဒိတ်နဲ့ချုပ်ပြီးပေးမှာကဲအားလုံးပဲဝင်လာခဲ့ဒီမနက်အကုန်ပေါက်ရမယ်အဲ့တော့နောက်တစ်ပင်ကကျွန်တော်တို့ခွန်ရှစ်တက် ွန်ရှစ်တဆိုတော့၃လုံးပေါင်းခြင်း6ခွန်ရှစ်တ၃လုံးပေါင်းခြင်း6ပြည့်လို့6ရဲ့နှက်ခတ်ဗာပရိတ်လေ9 9ပရိတ်9ပရိတ်ကိုဗာထွက်လေ54ဗာပရိတ်လေ9ပရိတ်ဟုတ်တယ်နော်နေ6 3ည3လုံးပေါင်းခြင်း10ဖြစ်လို့10ရဲ့နှက်ခတ်10ပြိတ်10ပြိတ်ကို3ရှစ်3 9 9 3လုံးပေါင်းခြင်း10ဖြစ်လို့10ရဲ့နှက်ခတ်10ပြိတ်9တက် အခုခွန်ရှိတဲ့သုံးလုံးပေါင်းချင်း6 6ရဲ့နှက်ခတ်9 9ပြိဘာထွက်လဲ9 4 9ပြိကဲနောက်တစ်ပင်နောက်ပြိနဲ့တခါလဲချုပ်မယ်ကိုဒီမိုင်းလုံးဝရတော့ကျွန်တော်အကြိုက်ဆုံးရထားတယ်နော်လုံးဝအမာရထားတယ်လုံးဝအမာရထားတယ်လုံးဝအမာကိုပြိနဲ့ချုပ်ပြီးထိုးမှာနော်ဒီမနက်ကိုတစ်ချိန်တစ်ခါမှမပေါက်သေးလို့မရသေးလို့ကျွေးမကျေသေးလို့မပေါက်သေးလို့ဆိုတဲ့ကိုဒီမိုင်းတွေတေချာကြည့်ပါနောက်တစ်ပင်က9 8 8 9 8 8သုံးလုံးပေါင်းချင်းခွန်9 ငါတစ်တစ်သုံးလုံးပေါင်းချင်းခွန်ဖြစ်လို့ခွန်ရဲ့နှက်ခတ်ပါပရိတ်လေသုံးညပရိတ်ဒါကျွန်တော်မနေ့ကပြီးခဲ့တဲ့သုံးညပရိတ်မနေ့ကမနက်မှာကျွန်တော်ပြီးတာသုံးညပရိတ်သုံးညပရိတ်ကိုပါလေ39ဆိုပြီးကျွန်တော်အောင်မြင်ခဲ့တဲ့သုံးညပရိတ်39သုံးညပရိတ်ကဲဒီပရိတ်ကလေးကကျွန်တော်တို့ဒီနေ့ပြေးအောင်မဲ့ဆိုရင်တဲ့ကျွန်တော်တို့ဒီနေ့ကျွန်တော်တို့17ရက်နော် ဟုတ်တယ်ဒီဒီ17ရက်ကဲအဲ့တော့ဒီနေ့ပရိခလေးကဘာဖြစ်မလဲဒီနေ့ပရိကဘာဖြစ်မလဲဆိုတော့တရား၄နဲ့တရား၃နဲ့တရား၆နဲ့အဲ့တော့ဒီနေ့ပရိကဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့၃၄၆3 4 6ဆိုတော့3နဲ့4နဲ့ကခွန်ခွန်6နဲ့ပေါင်းတော့3 3 4 6 3လုံးပေါင်းရင်3 3 4 6 3လုံးပေါင်းချင်း3ဖြစ်လို့3ရဲ့နှက်ခတ်ပါပရိတ်လဲအကိုရင်းမတွေနာပရိတ်နော်ဒါကပရိတ်လိုင်းတစ်ချက်ကဲဒါကပါပရိတ်လဲ9ပရိတ်တစ်ချက်ကဲ9ပရိတ်ပြီးသွားရင်ကျွန်တော်တို့ပါပရိတ်လာမယ်ကြည့်အောင်ကဲအဲ့တော့ဆိုရင်ကျွန်တော်တို့နောက်ထပ်ပရိတ်လိုင်းလေးကြည့်အောင် အဲ့တော့နောက်ထပ်ပလေလိုင်းလေးကကျွန်တော်တို့ဒီမှာက6ဒီမှာက2ဒီနှလုံးပေါ့ကဲအဲ့တော့ကျွန်တော်နောက်ထပ်ပလေလိုင်းလေးကြည့်မယ်ကိုဒီမှာလေတေချာကြည့်အောင်ဒီမှာက2ဒီမှာက6နှလုံးပေါင်းခြင်း8ကျွန်တော်တို့ဒီက6နဲ့ဒီက2နဲ့နှလုံးပေါင်းခြင်း10ဖြစ်လို့10ရဲ့နက္ခတ်တီ1 အဲ့ဒီ၈တက်ကပြိတ်ဒီကား6နဲ့ဒီကား2နဲ့ဇောင်းနှလုံးပေါင်းခြင်းเนาะကိုရီမာလေးဒီကား6နဲ့ဒီကား2နဲ့နှလုံးပေါင်းခြင်း၈၈ပြစ်လို့၈ရဲ့နှက်ခတ်ဒီ၈တက်ပြိတ်၈တက်ပြိတ်ကိုကျွန်တော်တို့ဘာထွက်လဲဒီမှာ2 6ဆိုပြီးတော့ဘာထွက်လဲတက်ပြိတ်ထွက်တယ်ဟုတ်တယ်เนาะ၈တက်ပြိတ်ကိုတက်ပြိတ်ထွက်တယ်ဒီမှာ2 6ဆိုပြီးတော့အဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ပြင်ကြည့်မယ်ဒီမှာက3ည ီမှာကတက်ဒီနှလုံးပေါင်းဒီနှလုံးပေါင်းလို့ဒီကတုံညာနဲ့ဒီကတက်နဲ့နှလုံးပေါင်းချင်းတက်တုံညာနဲ့တက်နဲ့နှလုံးပေါင်းချင်းတက်ဖြစ်လို့တက်ရဲ့နှက်ခတ်ဒီရှစ်အဲ့တက်ရှစ်ကဘရိတ်တက်ရှစ်ဘရိတ်ကိုဘာထွက်လဲကျွန်တော်တို့38 38ကဘာဘရိတ်လဲတက်ဘရိတ်နော်တော့ကျွန်တော်ဝိုင်းပြမယ်တက်ဘရိတ်ဒါကျွန်တော်ဒါကြတဲ့ဘရိတ်လိုင်းတွေပဲကိုလီမားတွေချုပ်ပြအောင် အဲ့တော့ဒီမှာက6ဒီမှာက6ဒီနှလုံးပေါင်း6နှလုံးပေါင်းခြင်းဟာ8 8ဖြစ်လို့8ရဲ့နှစ်ခတ်တက်အဲ့ဒီ8တက်ကပါလေပရိတ်8တက်ပရိတ်ကိုကျွန်တော်တို့ဘာထွက်လဲမနှစည်းမှာခွန်တက်ခွန်တက်ကဘာပရိတ်လဲ8ပရိတ်ဟုတ်တယ်နော်ဒါပရိတ်လိုင်းတွေရွယ်ကိုဒီမှာနေတည်တံပြနေတာဇော်မိုဘိုင်းဟိုင်းပါတယ်ဟုတ်ကဲ့ပါဗျာကဲလိုင်းလမလေးတွေဒီပါလေးတလောင်း share ပေးနော် ကျွန်တော်တို့ကိုကျော်ကြီးကောက်ကောကျော်ကြီးကောက်ကောနော်ကိုလီမလေးကြီးရှိသူပြပါတခုကတော့ကြီးရှိသူ90တခုကကြီးရှိသူ40ကျော်ပဲရှိသေးတယ်ကဲလိုက်လာမလေးတွေနှိပ်ထားပရိတ်နဲ့ဒီမနက်ပေါက်ချင်တဲ့ကိုလီမလေးနော်ဒီမနက်မှာကြီးရှိသူ100ရှင်း100ပေါက်မယ်200ရှင်း200ပေါက်ရမယ်1000ရှင်း1000ပေါက်ရမယ်အကုန်ပေါက်ရမယ်နော်ကိုလီမလေးမနေ့ကမနက်ကောညာအောင်ပေါက်ပြီးသွားပြီမနေ့ကတနင်္လာနေ့အဖွင့်နေ့မှနေလုံးဝလှသွားပြီမနက်ပိုင်းမှာ33ညပရိတ်နဲ့30ခွန်ညနေပိုင်းမှာ4ပရိတ်နဲ့6ရှစ်နော်မနက်ကောညာအောင်အဖွင့်လှသွားပြီ ဒီအင်္ဂါနေ့မှာလည်းလုံးဝလှစေရမယ်ကဲသေချာလေးကြည့်ဒီမှာက1ဒီမှာက6နှလုံးပေါင်းခြင်း9ကျွန်တော်ကိုကျော်ကြီးလိုက်ပြန်လွှင့်နေပါပြီနော်ကိုကျော်ကြီးပြလိုက်ပြန်လွှင့်နေပါပြီလုံးဝရှယ်ကြိုးစားပြီးရှယ်ကြုံတော့မှာကျွန်တော်တူရီကျော်ကြီးဖြစ်ပါတယ်တူရီကိုပိုင်လည်းကျွန်တော်ပါပဲတူရီကျော်ကြီးလည်းကျွန်တော်ပါပဲနော်ကျွန်တော်တအခုအတန်းတော့နည်းနည်းဝင်နေတယ်ပေါ့ဗျာဒါလူတို့ကလက်တော့ဆိုင်နေပြလာကျွန်တော်ကိုကျော်ကြီးဆိုရင်လူတိုင်းသိတယ်နော်ကဲနောက်တစ်ပင်ကြည့်ရအောင်ဒီမှာ1ဒီမှာ8နှလုံးပေါင်းခြင်း9 ဒီကားတင်းနဲ့ဒီကားရှင်းနဲ့နှလုံးမောင်းချင်းကိုပြစ်လို့ကိုရဲ့နှက်ခတ်တီ6ကို6ပရိတ်ကို6ပရိတ်ကိုဘာထွက်လဲမနှက်စည်းမှာ54ဆိုပြီးတော့ဘာပရိတ်လဲကိုပရိတ်เนาะဒါကြတယ်ကြတယ်ပရိတ်လိုင်းတွေရွက်သွားမှာเนาะကြားဆိုင်ကြားအကောင်းဆုံးပရိတ်လိုင်းတွေရွက်သွားမှာကဲအဲ့ဒါဆိုနောက်ထပ်ပရိတ်လိုင်းဒီမှာ1ဒီမှာ9 နှလုံးပေါင်းချင်း၃ညဒီက1နဲ့ဒီက6နဲ့နှလုံးပေါင်းချင်း၃ည1နဲ့6နှလုံးပေါင်းချင်း၃ညဖြစ်လို့လေ၃ညရဲ့နှက်ခတ်ဒီခွန်၃ညခွန်ပရိတ်အမနေ့ကကျွန်တော်အောင်မြင်ခဲ့တဲ့၃ညပရိတ်၃ညခွန်ပရိတ်เนาะ၃ညခွန်ပရိတ်ကိုဘာထွက်လဲကျွန်တော်တို့မနေ့က၃ခွန်ဒီဘာပရိတ်လဲ၃ခွန်၃ညပရိတ်အော်ဒီအောင်ကျွန်တော်မနက်ပိုင်းမှာတုံညပရိဒါနော်ဒီ site တွေပဲဒီ site တွေပဲကျွန်တော်မနေ့ကကြိုင်တာ ီဆိုင်မှာက၃ညပြိဒီဆိုင်မှာက၃ညခွန်ပြိအဲ့ဒါကိုကျွန်တော်မနက်ပိုင်းမှာ၃ညပြိကင်လိုက်တယ်30ခွန်ဆိုပြီးတော့အောင်မြင်သွားတယ်ညနေပိုင်းမှာ၄ပြိကင်တယ်68ဆိုပြီးအောင်မြင်သွားတယ်ကဲအဲ့တော့ဆိုဒီပြင်လေးကကျွန်တော်တို့ဒီနေ့နေ့မနက်ကိုပြေးရုံမဲ့ဆိုရင်တဲ့ဒီက6နဲ့ဒီက4နဲ့ဒီက6နဲ့ဒီက4နဲ့နှလုံးပေါင်းချင်း၃ညဒီက6နဲ့ဒီက4နဲ့နှလုံးပေါင်းချင်း၃ညဖြစ်လို့ တုံညရဲ့နခတ်ဒီခွန်နဲ့တုံညခုံပရိတ်ကြဲအဲ့ဒါဆိုပရိတ်တိုင်းကကျွန်တော်တို့နှစ်ချက်ဖြစ်သွားတယ်ဒီမှာက၅ပရိတ်ဒီမှာကတုံညခုံပရိတ်တုံညပရိတ်ခုံပရိတ်၅ပရိတ်ဒါကပရိတ်တိုင်းကြိုက်တဲ့ကိုဒီမတွေပြောတာတုံညပရိတ်ခုံပရိတ်၅ပရိတ်ကြဲကျွန်တော်ရဲ့လုံးမိုင်အမာကတော့ပါဝန်းချင်းလဲကျွန်တော်ရေးပေးမယ် နော်ပါဝန်းချင်းလည်းကျွန်တော်ရှင်းပြမယ်နက်ခတ်မပါဘူးကထဲတွေပြီးတာပါတဲ့မသိဘူးလားကိုဖြိုးဘလို့နက်ခတ်မပါတာလဲဒီမှာနှစ်ဒီမှာ6နှလုံးပေါင်းချင်း၈ဒီကနှစ်နဲ့ဒီက6နဲ့နှလုံးပေါင်းခြင်း၈ဖြစ်လို့ရှစ်ရဲ့နက္ခတ်တတပရိတ်ဒီကနှစ်နဲ့ဒီက6နဲ့နှလုံးပေါင်းခြင်း၈ဖြစ်လို့ရှစ်ရဲ့နက္ခတ်တတပရိတ်ကို29အဲ့ဒါဒီကနှစ်နဲ့ဒီက6နဲ့နှလုံးပေါင်းခြင်း၈ဆိုရင်၈ပရိတ်ဆိုပြီးဒဲပြီးမှာပေါ့ ဒီကနှစ်နဲ့ဒီက6နဲ့နှလုံးပေါင်းချင်းရှင်းပြလို့ရှင်းရဲ့နက်ခတ်1တက်ဘလိတ်ဆိုပြီးနှစ်ကိုးထွက်တာလေဘာလဲကျွန်တော်တို့တင်းနေ3လေးရောတိလားနက်ခတ်ပါဝါရောပေါင်းတက်လားကျွန်တော်ပြတာမှားသွားရင်အကိုဒီမားဒီအကြိုက်ပြောဒီကနှစ်နဲ့ဒီက6နဲ့နှလုံးပေါင်းချင်းရှင်းပြလို့ရှင်းရဲ့နက်ခတ်1နဲ့တက်ဘလိတ်နှစ်ကိုးဒီမှာကတော့တဲတွေပေးတာ3ညနဲ့တင်းနေပေါင်း1တက်ဘလိတ်9နဲ့9နဲ့ပေါင်း8 8ဘလိတ်7နဲ့တင်းနေပေါင်း9 9ဘလိတ်9နဲ့တင်းနေပေါင်း3ည3ည8ဘလိတ်4နဲ့6နဲ့ပေါင်း3ည3ည8ဘလိတ် ဒီမှာက2နဲ့6နဲ့ပေါ့ရှေ့ရှေ့ရဲ့နှက်ခတ်တစ်ပလိတ်တစ်ပလိတ်မလို့2ကိုနော်ကျွန်တော်ပြလာမှားစရာအကြောင်းမရှိဘူးကဲအဲ့ဒါဆိုလုံးဝရှယ်ထိုးရမယ်ခဏကျွန်တော်ရေးပေးမယ်လုံးဝရှယ်ပတ်သီးဒီနေ့ကျွန်တော်တို့17ရက်နော်ရှယ်ပတ်သီးတခါတည်းရေးပေးမယ်17ရက်အင်္ဂါနော်မနေ့ကတော့တနင်္လာအဖွင့်နေမှာမနက်ဒီနေ့အောင်မြင်ဖို့ပဲလိုတော့တယ်နော်တစ်ချိန်တစ်ခါမှမပေါက်သေးတဲ့ကိုရီမာတွေ ပရိတ်ချုပ်ပြီးတော့နှစ်ကွက်တည်းထိုးကျင်တဲ့အကူဒီမတွေကတော့ဖုံးတိုက်ရဲ့ဆက်ပါပရိတ်ချုပ်ပြီးနှစ်ကွက်တည်းထိုးကျင်တဲ့ကူဒီမတွေဖုံးတိုက်ရဲ့ဆက်ပါကဲဟုတ်ပြီကျွန်တော်တို့ရှင်းပတ်သည်ကျွန်တော်ကတော့လုံးဝဝမ်းကျင်းအပိုင်ရထားပါတယ်နော်ဝမ်းကျင်းအမာပေါ့ဝမ်းကျင်းအမာရထားတယ်အဲ့တော့ပရိတ်နဲ့ကပ်ကျွန်တော်ရဲ့ဝမ်းကျင်းအမာလဝမ်းကျင်းပတ်သည်ရ၅ပတ်သည်၃ပတ်သည် 5ဘက်ဒီ3ဘက်ဒီเนาะ5 3ဝမ်းချင်းအဲ့တော့5ဘက်ဒီ3ဘက်ဒီเนาะကျွန်တော်အဖုံးနည်းနည်းလေးအပေါ်တင်ပေးမယ်ကိုဒီမလေးခဏမြင်အောင်နည်းခဏမြင်အောင်ကျွန်တော်အပေါ်တင်ပေးမယ်เนาะအဲ့တော့5ဘက်ဒီ3ဘက်ဒီမှာလာပြီးလုံးဝမင်းမဖြစ်မနေမင်းနေ ငါးနဲ့ပတ်သက်လာရင်လုံးဝရှယ်တရားမကနဲနေနှစ်ကွက်သေးလိုချင်တဲ့ကိုဒီမတွေနော်မင်းရောနှစ်ကွက်သေးလိုချင်တဲ့ကိုဒီမတွေဖုံးဆိုင်ပါနော်မင်းရောနှစ်ကွက်သေးလိုချင်တဲ့ကိုဒီမတွေဖုံးဆက်ပါငါးပရိကြိုက်သေးတယ်ကြိုက်တာထိုးနော်ကျွန်တော်တွေ့ရမြင်လာပြတာမနေ့ကလည်းကနန်းလေးကိုကျွန်တော်နည်းနည်းလေးနဲ့အောင်မြင်တယ်အဲ့တော့ဒီနေ့လည်းနည်းနည်းလေးနဲ့အောင်မြင်အောင်စူးစမ်းပေးထားတယ်အဲ့တော့ကနန်းလည်းအများကြီးထိုးစရာမလိုဘူးကျွန်တော်တို့ပရိတ်ကပါပရိတ်လေ၃ညပရိတ်ခွန်ပရိတ်၅ပရိတ်၃ညပရိတ်ခွန်ပရိတ်၅ပရိတ်ရှိတယ်အဲ့တော့၃ညပရိတ်က၅၅ ငါးပရိတ်က90ခွန်ပရိတ်က9နှစ်ကဲလုံးဝရှေ့တင်ရမယ်3ကွက်ငါငါ90 9နှစ်ကဲကျွန်တော်တို့3နဲ့ပတ်သက်လာရင်လဲ3နှစ်9ပရိတ်ကျွန်တော်တို့ခွန်ပရိတ်က3 4 ျွန်တော်တို့၃ညပြိတ်က၃ခွန်၃ခွန်ကမနေ့ကမှထွက်ထတာဆိုတော့ကျွန်တော်ဒီနေရာမှာ၃၁ပဲထည့်လိုက်တော့အဲ့မှာကျွန်တော်တို့ဒီကောင်ကိုစော်ပြီးတော့လုံးဝဒူမိန်မနေ့က68ညနေပိုင်းအောင်မြင်လာကဒူမိန်နဲ့အောင်မြင်သွားတာနော်ကနန်းကလုံးဝအများကြီးမပေးထားတဲ့အတွက်အကုန်လုံးထိုးပါဒူမင်းရတော့ကျွန်တော်တို့ဘာဖြစ်မလဲမနေ့ကပြန်ကနန်းထွက်တာလေ30ခွန်3ညပြိတ်ဖြစ်လို့เนาะဒီမှာ3ညပြိတ်ခွန်ပြိတ်ဖြစ်လို့3ညပြိတ်က3ခွန်ပဲရှိမယ်3ပိုင်းနဲ့ဆိုရင် ။အဲဒါကြောင့်မလို့ပြန်ကနန်းတတိထ3ခွန်ထဲ့မယ်။38ထဲ့မယ်။အဒူမိမအဲ့နှစ်ကွက်ထဲ။ကျွန်တော်9နဲ့ပတ်သက်လာရင်လေ98 9တက်နော်2ကွက်ထဲဒါဒူမိကဲလုံးဝရှယ်အဝမှာ99 90 92 3ကွက်ထဲလုံးဝရှယ်အဝမှာက3နဲ့3နဲ့3လေး3တက်3ကွက်ထဲ။ ဒူမင်းရတော့3နဲ့ပတ်သက်ရင်3ခွန်3ရှစ်5နဲ့ပတ်သက်ရင်5ရှစ်5တက်ကဲနှစ်ကွက်သေးလိုချင်တဲ့အကူဒီမာတွေဖုံးဆက်နှစ်ကွက်သေးနှစ်ကွက်သေးလိုချင်တဲ့အကူဒီမာတွေဖုံးတဲ့ဘက်3ညာကိုနှစ်ကွက်သေးလိုချင်မှဆက်တော့အလကအဝအလကားပေးမှာအလကားပေးမှာဆိုမြပေါ့ဝင်ဖို့တော့လွှဲပေးနှစ်ကွက်သေးအလကားပေးမှာနှစ်ကွက်သေးလိုချင်ရင်ကျွန်တော်တို့3ညာကိုကျွန်တော်ဖုံး3ညာကို6ခွန်9ကို 3383ညာလေးကိုအခုပဲဖုန်းခေါ်ပါ3ညာ9699 3383ညာလေးကိုဖုန်းခေါ်ပါ3ညာ9699 3383ညာလေးကိုဖုန်းခေါ်ပါအခုပဲဖုန်းခေါ်လို့ရပါပြီနှစ်ကွက်သေးလိုချင်တဲ့ကိုဒီမားတွေဖုန်းဆက်ပါ3ညာကိုအလကားပေးမှာနှစ်ွက်တဲလိုချင်တဲ့ကိုဒီမားတွေဖုန်းဆက်ပါအလကားပေးမှာပါ3ညာကို6099 3383ညာ၄ပါ